ဝေါ်မြို့နယ်မှာဒေါ်လှည့်တပ်ဖွဲ့များရဲ့တရင်ကိုစုံစမ်းနေတဲ့ညစ်ကြိုးနယ်ရင်ရဲ့စင်မင်းသူပြစ်ခတ်ခံရဘူတိုင်ဝေါ်မြို့နယ်မြစ်ကြိုးတိုက်နယ်မှာနယ်ရင်ရဲ့စင်မင်းသူခကြက်ကလာဟာဒေါ်လှည့်တပ်ဖွဲ့များရဲ့တရင်ကိုလိုက်လံစုံစမ်းနေသူဖြစ်တဲ့အတွက်ဒီကနေ့မနေ့ပြစ်ခတ်တိုက်ခိုက်ခံရပြီးတနက်ကြီးလေးကျက် ထိမှန်ကတေဆုံးနိုင်ပွဲရှိကြောင်းဝေါ်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF မှတာဝန်ရှိသူတို့ကပြောပါတယ်ဒီကနေ့မနေ့9နာရီခန့်ကမြေကျိုးစေးတဲမှာ ဘောမြင့်နယ် PDF တပ်ဖွဲ့ဝင်များကရဲစင်မင်းသူကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာရှေ့လေးချက်ထိမှန်ခဲ့ပြီးသူထံကဖုံးတလုံးသာတင်စေရရှိခဲ့ကြောင်းသိရပါတယ်ထိခိုက်ဒဏ်ရာရရှိတဲ့စင်မင်းသူကိုဆေးရုံကားနဲ့ရေးပေါ်တင်ပို့ခဲ့ရတယ်လို့ဆိုပါတာဝန်ရှိသူကဆိုပါတယ်ရှေ့လေးချက်တော့ထိရဲတေဖို့များတယ်လက်နက်ခဲယမ်းတွေတင်စေရရှိတာမျိုးတော့မရှိဘူးဖုံးတလုံးပဲရတယ်လို့၎င်းကဆိုပါတယ်ရဲစင်မင်းသူဟာမြစ်ကျိုးတိုင်ထဲမှာပြည်သူများကို အကြောင်းမဲ့ရိုက်နှက်ဆစ်ဆေးပြီးငွေညှိယူခြင်းဆိုင်ကယ်များကို မတရားဖမ်းဆီးခြင်းရွာအတွင်းလောင်းကစားများဖွင့်လှစ်ကာဒေသခံများရဲ့အကျင့်စာရိတ်တာကိုပြပြစေခြင်းတို့ဖြင့်အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းပြီးတော်လှန်ရေးတက်ကြွလှုပ်ရှားသူများနဲ့ PDF တပ်ဖွဲ့များရဲ့သတင်းချက်လက်များကိုစုဆောင်းပေးနေသူဖြစ်ကြောင်း PDF ဖက်ကစွပ်စွဲထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုဝေါ်မြွနဲ့ PDF ကဥဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော်လှန်ရေးရဲဘော်များအထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။အနေဒီဆိုရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့လို့စစ်တပ်ကပြန်လည်တိဆောက်ပေးနေကြောင်းအကြမ်းဖက်ဆော်မင်းထွန်းက ပြောပြန်ပါတယ်။ဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့ LND အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့လို့စစ်တပ်ကပြန်လည်တိဆောက်ပေးနေကြောင်းအကြမ်းဖက်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဆော်မင်းထွန်းကပြောပြန်ပါတယ်။ဒီကနေ့စစ်တပ်ရဲ့လက်ကင်တော့ ဝါရဖြန့်သတင်းစာများမှတစဉ်ဂျန်ဖက်စောမင်းထွန်းကအဲ့ဒီလိုပြောဆိုလာတာဖြစ်ပါတယ်။ NND အစိုးရနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က2020ရွေးကောက်ပွဲကျင်းပခဲ့ပြီးမဲ့မဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိတဲ့နဲ့မဲမတမာမှုဖြစ်နိုင်တဲ့အရေးအတွက်10တက်သမ4တန်းခန့်ရှိကြောင်းဆိုပါကိစ္စကို ဖြေရှင်းပေးဖို့အချိန်ငယ်တောင်းဆိုခဲ့တော်လဲလွှတ်တော်ခေါ်ယူပြီးအစိုးရဖွဲ့ဖို့အတင်းအဓမ္မဆောင်ရွက်ခဲ့တဲ့အတွက် စစ်တပ်ကအာဏာသိမ်းယူခဲ့ရခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်။မဲမတမာမှုဖြစ်ခဲ့တာကိုတရားနည်းလမ်းတကျဖြေရှင်းမပေးဘဲနိုင်ငံတော်အာဏာကိုအတ္တမနီနဲ့ရယူဖို့ကြိုးစားခဲ့တဲ့ NDD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာပြည်သူလူထုတရက်လုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စည်းကမ်းပြေဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ရှောက်လှမ်းမှုကိုရွေကျက်ရှိရှိဖျက်ဆီးခဲ့ခြင်းဖြစ်ပါတယ်။ပြည်သူတွေလိုလားပြီးတောင်းတခဲ့တဲ့ ဒီလိုဖြတ်စည်းခံခဲ့ရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကနီးစနစ်တကျပြန်လည်တည်ဆောက်ပေးနေတာဖြစ်ပါတယ်လို့အကြံဖတ် ဆောင်မင်းထွန်းကပြောပါတယ်လက်ရှိမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုများရှိတော့လေမိဖက်နိုင်ငံများကအတိအမှတ်ပြုထားကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးပိုင်ခွင့်ရှိတယ် မြမအရေးကိုရွေးကောက်ပွဲမဲပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအတိအမှတ်ပြုဆုံးဖြတ်ရပါမယ်ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်လို့အကျန်းဖက်စောမင်းထွန်းကဆိုပါတယ်မြမနိုင်ငံရဲ့ရွေးကောက်ပွဲပေါ်မိဖက်နိုင်ငံများရဲ့ထောက်ခံမှုများအခိုင်အမာရရှိထားပြီဖြစ်ကြောင်းမဲမတမာမှုများမရှိစေဖို့ခက်မီနည်းပညာသုံး MEPM ဆက်များကိုလည်းအသုံးပြုထားကြောင်းဒါကြောင့်ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့လွှတ်တော်က ဂုံတိတ်ခါရှိတဲ့လွှတ်တော်တရက်အဖြစ်ကဘာကိုချပြနိုင်မှာဖြစ်ကြောင်းဇော်မင်းထွန်းကပြောဆိုသွားပါတယ်ရှင်။ဘကိုတိုင်ကျုပ်ပင်ကောင်းမြို့နယ်ဂွေးကောင်းမြင့်တော်ရရွာမှာပြည်သူများထံမှစစ်မှုထမ်းကြီးလှစဉ်ချင်းချောက်ကောက်ခံနေတဲ့ပြူစောတိကောင်းဆောင်ဝင်းအောင်ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာတေဆုံးသွားကြောင်းမြောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖုံမှတာဝန်ရှိသူကပြောပါတယ်။နိုဝင်ဘာ10ရက်မနက်6နာရီခန့်မှာကျုပ်ပင်ကောင်းမြို့နယ်ဂွေးကောင်းမြင့်တော်ရရွာမှာပြည်သူစစ်ကောင်းဆောင်ဝင်းအောင် ကင်းပတ်လှဲ့နေခြင်းမြေအောက်ပြောက်ကြားတက်ခွဲ့အုတ်ဖို့မှတော်လှန်ရေးဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတေဆုံသွားကြောင်းသိရပါတယ်တေဆုံသွားတဲ့ပြူစောတိကောင်းဆောင်ဝင်းအောင်ထံမှပြည်သူစစ်ကပြနဲ့ဖုံးတလုံးသိမ်းဆည်းရရှိခဲ့ပြီးတော်လှန်ရေးဘော်များအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ပြူစောတိကောင်းဆောင်ဝင်းအောင်သည်စစ်တင်နန်းတက်ရောက်ထားသူဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့များရဲ့အချက်အလက်များကိုစုံစမ်းထောက်လှမ်းခြင်းပြည်သူများထံမှစစ်မှုထမ်းရေးလို့ဆိုတာ ငွေချင်းများချိန်ချောက်ကောက်ခံခြင်းလူငယ်များကိုစစ်ကောင်စီနဲ့အတူပေါ်တာဆွဲဖမ်းဆီးခြင်းစစ်ကောင်စီများရိုးမအတွင်စစ်ကြောင်းထိုးရမှာလမ်းပြခြင်းများလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရပါတယ်။ဝင်းအောင်ကရက်ရွာအနားမှာကင်းလှန့်နေတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပွဲချင်းပြီးတည်သွားတယ်။အဲ့ဒီကောင်က တော်လှန်ရေးဘော်တွေရဲ့အချက်လက်တွေကိုစုံစမ်းတာပြည်သူတွေကိုစစ်မှုထမ်းကြီးဆိုပြီးညီမျိုးစုံနဲ့ချင်းချောက်တောင်းတာတွေဘကိုးရိုးမပေါ်စစ်ကြောင်းထိုးရင် လမ်းပြလုတာတွေပြုတ်လုံနေတဲ့သူပါလို့မြောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖုံမှတာဝန်ရှိသူကပြောပါတယ်မြောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖုံမှတက်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လှန်ရေးတက်ဖွဲ့များကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်တပ်အပြင်စစ်တပ်ထောက်တိုင်တွေကိုပါအရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ပြည်သူများအနေဖြင့်အဲ့ဒီသူတွေအနီးကိုသွာလာနေထိုင်ရင်းတွေလုံးဝမပြုတ်လောက်ကြဖို့အတိပေးပြောဆိုထားပါတယ်ရှင် ရှေကုတ်ကိုကြားဖြတ်မျိုးသစ်တည်ထောင်သူရှီကြည်ချန်းကို ထိုင်းကရက်ကိုဆက်အတွင်းတရုတ်ကိုလွှဲပြောင်းကင်းပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ရွှေကုတ်ကိုကြားဖြန့်လောင်ကစားမျိုးသစ်တည်ထောင်တဲ့သူဖြစ်တဲ့စစ်တပ်လောက်ခံကရင်နယ်ကြားဆောက်တပ် BGF ခေါင်းဆောင်စောချစ်သူရဲ့ကိုးွယ်ရာလည်းဖြစ်တဲ့နိုင်ငံတကာရာဇဝတ်တရခံရှီကြည်ချန်းကိုထိုင်းနိုင်ငံကရက်ပေါင်း60အတွင်းတရုတ်နိုင်ငံကိုလွှဲပြောင်းပေးတော့မှာဖြစ်ပါတယ် ။နိုဝင်ဘာ10ရက်ကထိုင်းယူကန်တရားရုံးကအွန်လိုင်းလောင်းကစားလုပ်ငန်း200ကျော်ကိုတရားမဝင်လက်ပတ်ခဲ့တဲ့ကြားဖြန့်ငွေလိမ်ကိုင်းခေါင်းဆောင်ရှီချီချန်းကိုတရုတ်ကိုလွှဲပြောင်းမှုအတိပြုဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။တရုတ်နဲ့ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူထားတဲ့ရှီချီချန်းဟာတရုတ်ယွမ်ငွေ2,895ဘီလီယံထိုင်းဘတ်12.6ထရီလီယံခန့်လိမ်လည်ခဲ့တဲ့ကာစီနိုဝက်ဘ်ဆိုက်239ခုတည်းမနည်း တီထောင်စီမံခဲ့သူဖြစ်ပြီးတရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားတဲ့လိမ်လည်မှုများအတွက်အထူးတာဝန်ရှိသူဖြစ်တရုတ်အစိုးရကအလိုရှိနေပါတယ်။၎င်းကို2022ခုနှစ်အောက်တိုဘာလမှာဘန်ကောက်မြို့မှာထိုင်းအစိုးရကဖမ်းဆီးရရှိခဲ့ပြီးယခုနှစ်အောက်တိုဘာ22ရက်မှာထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကတွဲပြောင်းမှုအတည်ပြုခဲ့ပါတယ်။1993ခုနှစ်ထိုင်းတရုတ်တရုတ်ခံလွှဲပြောင်းစာချုပ်အရဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ရှီချီချာကကမ်ဘောဒီးယားနဲ့မြန်မာနိုင်ငံမှာကြားဖြန့်စီမံကိန်းမျိုးတင်များအကောင့်ထည့်ဖော်ခဲ့သူဖြစ်ပါတယ်။ BGF ကောင်းဆောင်ဆော့ရှစ်သူကယခုနှစ်အောက်တိုဘာ17ရက်မှာရွှေကုတ်ကိုမှာ၎င်းရဲ့လွတ်မြောက်ရေးအတွက်ဆူတောင်းပွဲကျင်းပခဲ့ပါတယ်ရှင်။စစ်တပ်ရဲ့အတူအရောင်ရွေးကောက်ပွဲအတွက်နာမည်ကျော် ဆိုတော်များကိုဝါဒဖြန့်ခိုင်းပြန်။အကြမ်းဖက်စစ်တပ်ကပြုလုပ်မဲ့အတူအရောင်ရွေးကောက်ပွဲအတွက်နာမည်ကျော်ဆိုတော်များကို ခေါ်ယူပြီးဝါဒဖြန့်ချီရေးလုပ်ငန်းများမှာ အတင်းအကျပ်ပါဝင်စေကြောင်းသတင်းရင်းမြစ်များကဖော်ပြပါတယ်စစ်တပ်ကအဆိုတော်အောင်လဝေလဖိုးကရဲရင်အောင်အောင်ထက်ဖြိုးမြတ်အောင်ဟန်နီတာနီနီခင်စောမိစန်နီချမ်းမြင့်မောင်ချို မေလာတန်စင် အိတ်ချစ်အေးမြဖြူနဲ့လိမ်မော်သီးတို့ကို ခေါ်ယူပြီးရွေးကောက်ပွဲထောက်ခံရေးဗီဒီယိုများမှာစစ်တပ်ရေးဆွဲထားတဲ့စာသားတွေကိုရုပ်ဆိုစေခဲ့ပါတယ်ဒါအပြင်အဆိုတော်အားလုံးကိုလည်းဆက်လက်ပြီးဒီလိုနီးနဲ့ရိုက်ကူးသွားမယ်လို့ စစ်တပ်ကတရားဝင်ထုတ်ပြန်ထားပါတယ်။ဒါအပြင်ကိုင်းစားရေးဆက်တဲ့တူတူမဲသွားပေးကြဆိုတခြင်းကိုမိုးရံစွန်းနန်းစုရည်ဒီဆိုယရနာမိုင်တို့ကတီဆိုထားပြီးထုံးကုတ်ကိုယွန်းယွန်းတင်စာတို့ကတရုပ်ဆောင်ထားတဲ့ဗီဒီယိုကိုစစ်တပ်လက်အောက်ခံ ရုပ်မြင့်တမ်းများ channel များမှာထောက်လွှင့်ပြသနေပါတယ်။စစ်တပ်ကဆိုတော်များတရုပ်ဆောင်များနဲ့အမှုပညာရှင် အားလုံးကိုရွေးကောက်ပွဲထောက်ခံရင်းလှုပ်ရှားမှုများမှာ မဖြစ်မနေပါဝင်မှုဖိအားပေးစေခိုင်းနေတယ်လို့သိရှိရပါတယ်။တစ်ဖက်မှာလည်းစစ်တပ်ရဲ့ခက်သမိုင်းကိုဒုံးဆိုင်မိသူများရွေးကောက်ပွဲဝါဒဖြန့်ချီရေးဗီဒီယိုကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်ခဲ့တယ်လို့ဆိုပြီးဒါရိုက်တာမိုက်တီခတန်ထုံးစောဇက်ပုတ်တရုတ်ဆောင်ကျော်ဝင်းထွတ်ခကျော်မင်းထွတ်ဟာသားတရုတ်ဆောင်အုံတိုင်းခဇော်မြင့်ဒါရိုက်တာအောင်ချမ်းလူဒါရိုက်တာတက်လွင်ခစပြုထွန်းတက်လွင်တို့ကိုလည်း 是这个喷水车比皮包还新。